မြင့်ကိုကြောက်ပါတယ်ဆိုနေမှတောင်နှတောင်ကိုကျိုးနေပဲသွားခိုင်းခံခဲ့ရတဲ့ဂျီစုဂျီစုကအမြင့်ကိုကြောက်ပါတယ်ဆိုနေမှတောင်နှတောင်ကိုကျိုးနေပဲသွားခိုင်းပြီးဂျီစုကိုပို့ကြအောင်လုပ်ခဲ့ကြတယ်လို့ဇက်တိုင်ငူနေအောင်နှိပ်စက်ခဲ့ပါတယ် ဒါတည်းမကသေးပါဘူးရှင်။တခြားကုမ္ပဏီတွေနဲ့တူတူအလုပ်လုပ်တဲ့အချိန်မှာလည်းအင်္ဂလိပ်စကားကောင်းကောင်းမပြောတတ်လို့ဆိုပြီးတော့တော်တော်ကြီးကိုအနှိမ်ခံခဲ့ရပါတယ်။အခြားကြကြနဲ့အမြဲတမ်းမိမိုက်နေတဲ့ Blackwing အဖွဲ့ဝင်တွေမှာလည်းတနာဆရာကောင်းတဲ့ကောင်းမလေးတယောက်ရှိနေပါတယ်။အဲ့ဒီကောင်းမလေးကတော့ Jisoo လို့ခေါ်တဲ့အဆူတော်မလေးတယောက်ဖြစ်ပါတယ်။အရင်တည်းကအနေအေးတဲ့အတွက်လူတွေရဲ့ဥပိ္ပခါပြုခြင်းကိုခံခဲ့ရသလိုအနေအေးတဲ့အတွက်လည်းတခြားအဖွဲ့ဝင်တွေနဲ့အနိုင်ယူခြင်းကိုအမြဲတမ်းခံခဲ့ရပါတယ်။ ယေစုကအဖွဲထဲမှာအသက်အကြီးဆုံးလူတစ်ယောက်ဖြစ်နေတာကြောင့်သူမကကိုကိုကိုအမကြီးအမိရလို့ခံယူချပြီးတော့အဖွဲဝင်တွေကိုတီးခန့်ဆက်ဆံပေးလို့ရှိတဲ့ကောင်းမလေးတစ်ယောက်ပါရှင်။ဒီနေ့ဗီဒီယိုထဲမှာတော့ Blackwing အဖွဲရဲ့အတင်းငင်းဆုံးအဆူရောမလေးယေစုရဲ့အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်။ကျေးဇူးနာမည်အရင်ကတော့ခင်ကျေးဇူးဖြစ်ပြီးတော့သူမကို1995ခုနှစ်ဇန်နဝါရီ3ရက်ကိုရီးယားနိုင်ငံရဲ့ချမ်းသာလာတဲ့မိသားစုမှာမူဖွားခဲ့တာပါ သူမကအစတုန်းကတော့ပြည်သက်တည်းရဲ့ဝိုင်းနှိမ်ဆက်ဆန္ဒခံခဲ့ရပြီးမိသားစုရဲ့အပိတ်ထောက်ခံမှုကိုအပြည့်အဝရရှိထားသူတယောက်ဖြစ်ပါတယ်။ဂျီဆူကအိမ်မှာအငငယ်ဆုံးဖြစ်တဲ့ကြွဲကောင်းကောင်းကြီးအလိုလိုက်တာကိုလည်းခံစားခဲ့ရပါတယ်။အဲ့ဒီလိုအလိုလိုက်တာကဘလောက်ထိစိုးလဲဆိုရင်သူမကြောင်မသွန်းခြင်းမှုဆိုရင်တော့ဂျီဆူကိုဘာလို့ကြောင်မသွန်းခြင်းမှုလဲဆိုပြီးတော့အမိကွန်းထုတ်လို့မရခဲ့ပါဘူး။အဲ့ဒီလိုမျိုးအလိုလိုက်တာဂျီဆူရဲ့ဘဝကိုခက်ခဲစေမှာကတော့မိဘတွေကမသိခဲ့ပါဘူး။ဂျီဆူက ငငယ်လေးတွေကအစိုးအကမှလည်းဝါသနာပါခဲ့တယ်လို့စုတွေအများကြီးကိုလည်းရရှိခဲ့ပါတယ်။သူကအငယ်ဆုံးဖြစ်တာကြောင့်လည်းသူမလူချင်းတဲ့အရာမှန်သမျှကိုရရှိခဲ့တာပါ။ဒါပေမဲ့ဒီအရာတွေအားလုံးမှာ limit ရှိခဲ့ပါတယ်။ YT Entertainment Company ကိုရောက်တဲ့အခါမှာတော့အရာအားလုံးကပြောင်းလဲသွားခဲ့ပါတော့တယ်။ YT Entertainment ဆိုတာကတော့အနုပညာရှင်တွေကိုမွေးထုတ်ပေးတဲ့နေရာတစ်ခုပါရှင်။ဒီ company ကအရန်စီကံကြည့်ပြီးတော့ဒီမှာရှိနေတဲ့ကာလအတွင်းအင်ကိုပြန်ခွင့်တောင်းမပေးထားပါဘူး။လွယ်လပ်မှုမရှိပဲအမြဲလေ့ကျင့်ကစီကံတွေနဲ့နေနေရတဲ့ကျေးဇူးအတွက်ဒီနေရာဟာထောင်လို့ဖြစ်ခဲ့ပါတယ်။ ူမလုတ်ချင်တာတခုမှလုပ်မရဘဲလုတ်ခိုင်းတာပဲလုပ်နေရလို့အမြဲတမ်းဝမ်းနေနေခဲ့ပါတယ်။ဒါတင်မကသေးပါဘူးရှင်။ဂျီဆူးကအမြင့်ကိုကြောက်တတ်တဲ့သူပါ။ဂျီဆူးကအမြင့်ကိုကြောက်ပါတယ်ဆိုနေမှတောင်နှစ်တောင်ကိုကျိုးနေပဲသွားခိုင်းပြီးတော့ဂျီဆူးကိုပို့ကြောက်အောင်လုပ်ခဲ့ကြသလိုစက်တိုက်ငူနေအောင်နှိပ်ဆက်ခံခဲ့ရပါတယ်။ဒါရီအားလုံးကကောင်းဖို့အတွက်ပြုလုပ်ခဲ့တာဂျီဆူးကအစပိုင်းမှာမသိခဲ့ပါဘူး။ဂျီဆူးကအစပိုင်းမှာတော့အမြင့်ကြောက်ပေမဲ့လေ့ကျင့်တာများတဲ့အခါမှာတော့အမြင့်မကြောက်တော့ပါဘူး။ ီလိုမျိုးဝိုင်းထီကမ်နီလောက်တာကလည်းအကြောက်တရားကိုဖယ်ရှားပြဖို့ပါရှင်ဒီလိုမျိုးစက်တင်လာခဲ့တဲ့သူမက Black Queen အဖွဲ့ဝင်ဖြစ်လာခဲ့ပြီးတော့ K-pop idol ကြောင်ဖြစ်လာခဲ့ပါတယ်ဒီမှာနေကြည်စုကရက်မနေပဲရုပ်ရှင်လောကမှာပါခြေချခဲ့ပါတယ်သူမကသူမရဲ့ပထမဆုံးစစ်ဆောင်အနေနဲ့ Snowdrop ရုပ်တံဇလန်တွဲကိုရိုက်ကူးခဲ့တာဖြစ်ပါတယ်။ဒီဇလန်တွဲထဲမှာဆိုရင်တော့ဂျီဆူးကိုအထင်သေးကြတဲ့ပြည်သူတွေကတရားစမကောင်းလို့ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့တကယ်တမ်းပြသတဲ့အချိန်မှာတော့ Snowdrop ရုပ်သံဇာတ်လမ်းကထင်ထားတာချက်ကိုအောင်မြင်မှုတွေအများကြီးရရှိခဲ့ပြီးတော့ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ Blackwing အပရိသတ်တွေအကောင်လုံးကအပိခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီတော့ဖက်ဖက်ကထိုးချွနေတာကြောင့်ဂျီဆူးကိုနှိမ်ချခြင်းတဲ့သူတွေကအများကြီးဆက်ရှိနေသေးတာပါရှင်။ကျီဆူရဲ့အောင်မြင်မှုတွေကဒီလောက်ပဲလားဆိုရင်တော့ပြည်သက်ကြီးလို့ထင်တာမှားသွားပါလိမ့်မယ်နော်။ကျီဆူကကမ္ဘာကျော် brand တစ်ခုဖြစ်တဲ့ Dior brand နဲ့လည်းလက်တွေ့အလုံးလောက်ကင်နေတဲ့သူတူဖြစ်ပါတယ်။ ဂျီဆူကအဲ့ဒီလို Paris Fashion Week မှာဆိုလို့ရှိရင်လည်းအင်္ဂလိပ်စာမကျွမ်းကျင်ပေမဲ့အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ပြီးတော့တွားရောက်လေ့ရှိပါတယ်။ဂျီဆူတယောက်ဘာကြောင့်အခုလိုအောင်မြင်နေတယ်လို့ချက်မှားလဲရှင်။အမှန်တော့ဂျီဆူက YT Entertainment မှာ၅နှစ်ကြာကြာအောင် training ဆင်းခဲ့တဲ့သူလည်းဖြစ်ပါတယ်။အဲ့ဒီလိုအချိန်တွေမှာရောခွန်အားတွေရောပေးဆက်ပြီးအောက်ခြေကနေကြိုးစားခဲ့တာကြောင့်ဂျီဆူကအခုလိုအောင်မြင်နေတာဖြစ်ပါတယ်။ဒါပေမဲ့ကံကောင်းတာတခုကတော့ဂျီဆူရဲ့မိသားစုဝင်တွေကတော့သူမကိုအပြည့်အဝထောက်ခံအားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီလိုမိသားစုကအားပေးတဲ့ခွန်အားတွေကြောင့်လည်းပြည်သူတွေကဘလို့ပဲဝေဖန်အပြစ်တင်နေကြပါစေကျေးဇူးကတော့အကောင်းဆုံးကြိုးစားနေတာဖြစ်ပါတယ်။ကဲဒီလောက်ဆိုရင် Blackwin အဖွဲ့ဝင်တွေကမှယူသားအကျိုးစားဆုံးဖြစ်တဲ့ကျေးဇူးအကြောင်းကိုသိရှိသွားလောက်ပြီလို့ထင်ပါတယ်။ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုဆက်လက်ပြီးတော့ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်မတို့ဇော်ထွန်း Share Channel လေးကို Like တာ Follow လေးလုပ်ခဲ့ပေးပါဦးနော်။